ီနေ့ကတော့ဖြိုးကမိုးအေးလေးနဲ့အကြောကြောင်ပူပူလေးကြော်ပြီးတော့စပြောင်းမလို့ပါဖြိုးဖလောင်းလေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်မိုက်ခလုံးမနိုင်တာတော့ဘာသမ်းမှမရှိတော့ဘူးအခုနောက်ထပ်တစ်ခါထပ်စားမှာပေါ့နော်အခုချိန်ကမြစ်တွေပေါ်တယ်ဆိုတော့လေမြစ်ကြော်လေးလည်းကြော်စားကြည့်အရင်စားကောင်းလို့ဒီလိုက်음ပြီးရင်လို့ဒီချက်မို့လေးထည့် အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဖြိုးမိုးအေးလေးနဲ့အကျော်ဆုံးလေးကြော်စားမှာပေါ့နော်။အာဘာလေးကြော်မယ်ဆိုတော့ဘူတီးရယ်ကိုရန်လောက်ထားတဲ့ပဲပင်ပေါက်လေးရယ်ပြီးလို့ရှင်ဒါကတော့မြင်းခွာရယ်ပေါ့နော်။ပြီးဒီမှာစူပုတ်ရွက်လေးရယ်ညှစ်ကြော်လေးရယ်ကြော်ပါမယ်။အခုအရင်ဆုံးဖြိုးကလေမုံနှစ်ဆက်မှာပေါ့နော်။အရင်ဆုံးမုံနှစ်ဆက်ဖို့အတွက်ဖြိုးကလွယ်လွယ်ကူကူဒီရွှေလေးပြအကျော်မုတ်လေးပဲတုံးလိုက်တာပေါ့နော်။ဖြိုးကနှစ်ထုံးနဲ့တဝက်ထည့်တာပေါ့နော်။ဘယ်ရီကွမ်းကိုစံမုံနဲ့တိတ်ပြီးတော့လှုပ်ရှားခြင်းလည်းရတယ်နော်။ကဲပြီးရင်ရေထည့်ပါမယ်။ ပြီးရင်တော့ဖြိုးတို့တေချာမှွေပေးမှာပေါ့နော်အချင်းနဲ့တို့စားတဲ့အပေါ်ကြော်ကြော်မှာဆိုတော့ဘာမှအရသာမထည့်ပါဘူးရေကိုတခါတည်းအများကြီးမထည့်နဲ့နော်ဖြိုးလိုပဲနည်းနည်းချင်းစီထည့်ပြီးတော့နေပြီနော်အဲဒီလိုအနေထားရောက်ပြီဆိုလို့ရှင်ဖြိုးတို့ရပြီပေါ့နော်ကြော်ကြော်တဲ့ခါကျတော့ရှင်ဒီလိုအနေထားရောက်လို့ရှင်ဖြိုးတို့တနအီလောက်ခဏနှက်ထားလိုက်နော်အဲ့ဒါမှပို့ပြီးတော့ရွရွလေးနဲ့စားလို့ကောင်းလားသိလားကဲမုန်းနှစ်တည်းရပြီဆိုတော့ဖြိုးတို့စကြော်ပါတော့မယ်အရင်ဆုံးဘူးသီးလေးတွေကြော်ပါမယ် ဘူတိကြော်တယ်ကြော်တဲ့အခါကျလို့ရှိရင်စီမင်းများထည့်ပြီးကြော်မှလေရွရွလေးနဲ့ပို့ပြီးစားကောင်းလို့ဒီ။ကဲအခုလိုနေထားဆိုလို့ရှိရင်တို့တို့ဆယ်လို့ရပါပြီ။ကဲအခုကတော့ပဲဒီကြော်မဲ့အလှဲပါ။ပဲဒီပင်လေးတွေကလေဖြိုးထားကိုယ်တိုင်လုပ်ထားတဲ့ပဲဒီပုံလေးပေါ့နော်။ ကဲရွှေညောင်လေးတမ်းပြီဆိုလို့ရှိရင်ဖြိုးရဆယ်လို့ရပြီပေါ့နော်ကဲပြီးရင်စူပုတ်ရွက်လေးတွေကိုကြော့ပါမယ်စူပုတ်ရွက်ကကြတော့လေဖြိုးနည်းနည်းပဲရှိလို့ဒါနည်းနည်းပဲကြော့စားဖြစ်တာပေါ့နော်ကဲပြီးရင်တော့မြင်းခွက်ရွက်လေးတွေကြော့ပါမယ် ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲမြင်းကွက်ရကြော်လေးတွေရပါပြီကဲနောက်ဆုံးကတော့မြက်လေးတွေကြော်ပါမယ်မြက်ကတော့ဖြိုးနည်းနည်းပဲကြော်ပါတယ်ကဲအခုဆိုလို့ရှိရင်ဖြိုးရဲမြင့်ကြော်လေးတွေရပါပြီကျွတ်နေတော့ပဲမြင့်ကြော်ကလေးကြကြလေးထားပြီးကြော်သေးတာအဲ့ဒါမှပိုစားကောင်းတယ်ကျွတ်ကျွတ်လေးနဲ့ပါပြီအကြော်၅မျိုးပေါ့နော်ပြီးရင်တော့အချင်းလေးစက်ပါမယ် ကယ်ကူကတော့အကြော်နဲ့တွေ့စားဖို့အတွက်အချင်းဆက်မှာပေါ့နော်ဒါကတော့မကြီးရပါဒါကထက်ညက်ရကျွန်တော်ပြီးငန်းပြရေးပါမယ်ဒါမြုပ်ဒီစိမ့်လေးရဲ့ကျွတ်တုံဖြူရဲ့နန်းနန်းမြေပေါ့နော်ဖြူတို့ဘက်မှာကကြတော့ဒီအကြော်ကိုဆိုလို့ရှိရင်မကြီးရလေးနဲ့တွဲပြီးတော့စားကြတာပေါ့နော်မကြီးရထည့်ပြီးဖြူတို့ထက်ညက်ရထည့်ပါမယ်အင်းတော့ငန်းပြရေးလေးထည့်ပါမယ်ပြီးရင်ရေချက်အေလီယာနန်းနန်းထည့်ပါမယ်အချုံမုံလေးကနန်းနန်းထည့်မှာပေါ့နော်ပြီးမှုလိုက်မယ်ပြန်လှီထားတဲ့နနမင်းရဲ့တွတ်တွန့်ဖြူရဲ့မြုပ်ဒီစိမ့်လေးရဲ့ထည့်လိုက်ပါမယ်။ ကဲအခုဆိုလို့ရှိရင်စလို့ရပါပြီကဲအခုဆိုရင်တော့ဖြိုးကြော်ထားတဲ့ကြော်ငါးကြော်လေးရပြီပေါ့နော်ဘာကြော်တွေလဲဆိုတော့မြက်ကြော်ရယ်ပဲရီမင်မောက်ကြော်ဘူးတီးကြော်ရယ်မြင်းခွံရွက်ကြော်နဲ့စုပွဲရွက်ကြော်ပေါ့နော်ကဲအကြော်လေးနဲ့တွဲစားဖို့ဖြိုးပါအချင်းကြီးလေးကိုအရင်ဆုံးဆက်ပါမယ်ဒီအချင်းကြီးလေးကတော့ဖြိုးလိုဘက်မှာစားကြတဲ့အချင်းကြီးပေါ့နော်အချင်းကြီးလေးထည့်ပြီးရင်ပဲကြက်မုတ်လေးထည့်ငရုတ်ဒီကြက်မုတ်လေးထည့်မယ်ပြီးရင်တော့ဘူးတီးကြော်လေးနဲ့အခုလိုပဲမှုလိုက်ပါမယ်ကဲစားကြပါဦးရှင် ွတ်ရွလေးနဲ့လေအရန်ဆောက်လို့ကောင်းတာပဲဒီလားအာမိုးအေးလေးနဲ့ဆိုတော့ဒီအကြော်လေးနဲ့လေလိုက်ဖက်နေရောပဲကဲတို့စီရတော့ဒါခေါ်ပီးလုပ်လေးနဲ့ကြိုက်မှာပေါ့နော်ပြီးရင်တော့ဒါတော့စုပုတ်ရွက်ကြော်ပါဘောရွက်ကြော်လေးရလေလေကျွတ်ကျွတ်ရနဲ့အရန်ဆောက်လို့ကောင်းမယ်။ကဲဆူဘောရွက်ကြော်လေးကုန်ပြီဆိုတော့နောက်ထပ်တမျိုးဆက်စားပါမယ်။ ဒါတော့မြင့်ကြော်ပေါ့နော်မြင့်ကကြတော့ဖြူကပြုတ်ပြီးမှကြော်ထားတာနော်မြင့်ကြော်လေးစားကြည့်ပါဦးမယ်ရေစားကောင်းမယ်မြင့်ကြော်လေးကဲနောက်ပြီးတော့ဒါတော့မြင်းခွက်ရဲ့ကြော်ပေါ့နော်မြင်းခွက်ရဲ့ကြော်ကြတော့ဆေးဘက်လည်းဝင်နေတိလားဖြူအရန်ကြိုက်ပဲอืม အကျော်စားတဲ့အခါလေးဖြိုးကလေးအဲ့လိုမျိုးဂေါ်ဘီတုတ်လေးဖြစ်ဖြစ်မြေကြီးစိမ်းကျွတ်တုံဖြူလေးနဲ့တွဲပြီးစားရတာကိုအယမ်းကြိုက်တယ်။စားခြင်းစုံနဲ့လေမိုက်ခလုံးမနိုင်တာတော့ဘာတမ်းမှမရှိတော့ဘူးလေအခုနောက်ထပ်တစ်ခါထပ်စားမှာပေါ့နော်။ဘင်းခွာရလဲကောင်းတယ်၊ချူပိုးရလဲကောင်းတယ်၊မြစ်ကြော်လဲရွာရတော့ပါ။အင်းကဲစူပါရွက်လေး မွားရရွာတော့အတော်လေးနဲ့ကွက်တိပဲအာမြစ်တော်လေးစားအောင်အခုချိန်ကမြစ်တွေပေါ်ရဲဆိုတော့လေမြစ်တော်လေးလည်းကြောစားကြည့်အရင်စားကောင်းတယ်လားစားကြပါဦးဟင်းကောင်းလားပဲဒီကျော်ကြတော့ပြောနေစားဖို့တော့ပေါ့နော်ဂျိုင်းမတုတ်စားအောင်ပဲပဲဒီကျော်လေးနေမယ်ပဲကျော်နှစ်ခုဒီကျော်ကနည်းနည်းထက် ဲပြီးရင်ပဲကြမုတ်ထည့်မယ်ပဲကြမုတ်လေးထည့်ပြီးရင်လုတ်ဒီကြမုတ်လေးထည့်ပြီးရင်အခုလိုအရှိပါရှိနေဖြိုးရိုးဘက်မှာတော့ဒီလိုမျိုးအကျော်ဆိုလို့ရှင်နေစားကြတာပေါ့နော်တခြားမျိုးတွေမှာဘလို့စားကြတယ်မသိပြပြခဲ့ပြီးတော့နော်ကဲစားကြပါဦးဖြိုးရိုးစားပါပြီอืมကောင်းလားအကျော်တော့လေးကိုလေထမင်းမျိုးလေးနဲ့စားလိုက်အရင်လိုက်တယ်ဗျာ ဆက်လက်ရွက်နဲ့လည်းစားကောင်းတယ်အခုကကြောက်ဆက်လက်ရွက်ရာဒီမဟုတ်တော့ဆိုတော့ကော်ပီလုံးနဲ့ပဲစားတော့မှာပါနော်ကောင်းရောဆက်ပါညခွဲကြော်လေးစားလိုက်အောင်စားကြပါဦးညခွဲကြော်လေးရွာနေရောပဲ

အကောင်လုံးကလည်းကြွရွပြီးတော့အရသာမရှိနေပါပဲဖြိုးလို့ဒီအချင်းကြီးလေးဆက်ပြီးတော့စားကြည့်ကြနော်အဲဖြိုးလို့မုံပြင်းနေပဲလူတွေအကြိုက်ပေါ့နော်ဒီအချင်းကြီးလေးကတော့မိုးအေးလေးနဲ့ဘာလို့စားမှန်းမသိဘူးဆိုလို့ရှိရင်အခုလိုအကျော်ဆုံးလေးလှုပ်စားကြည့်ကြနော်နောက်တစ်ကြိမ်ရှင်ဖြိုးပိုင်ချက်ပြပြီးတော့ဘိုင်စားပြအောင်လို့ဆက်လက်ဆက်မှတရှိဝေးကြပါအောင်ရှင်တတ်တာ